ကိုယ်တမိုးထားသူကပတ်စံမချမ်းသာရင်ရွေးချယ်ရပါမလားတဲ့ဘလိန်းတာမဟုတ်ပါဘူးเนาะတဲ့ဖြစ်လိဖြစ်တာရှိတဲ့သဘောကိုမင်းယူနေမှာတဲ့ဟုတ်ကဲ့ပါရှင်အဲအရင်ဆုံးပြောချင်တာကတော့မြို့သူတို့ကအိမ်အောင်ပြထားတာနှစ်နှစ်ကျော်ပါပြီအဲ့အတွက်ကြောင့်မလို့ဒီချိန်မှာထပ်ပြောလဲရွေးချယ်ကြမရှိတော့ပါဘူးအစိုးရတို့နေရာလဲရွေးချယ်ခဲ့တော့နေရာလဲငွေကြေးဥစ္စာတခုလည်းနေရွေးချယ်ခဲ့တာမဟုတ်ပါဘူးမြို့သူပြောပါတယ်အဲမင်းကလေးတယောက်က ကိုရဲ့အိမ်အောင်ဘက်ကိုရွေးချယ်မယ်ဆိုတဲ့အခါမှာအုံနောက်နဲ့လည်းစဉ်းစားရမယ်နှလုံးသားနဲ့လည်းဒါခံစားရမယ်ဆိုတာမြတ်သူပြောခဲ့ဦးတယ်ဗောနော်ဘာလို့လဲဆိုတော့အုံနောက်နဲ့မစဉ်းစားဘဲနဲ့ဖြစ်ချင်ဖြစ်ဆိုပြီးတော့မှဘသူအမတော့ကိုဘွားနှိမ်ကြမယ်အနေထားမျိုးကိုလည်းရွေးမှာမဟုတ်ဘူးဘသူအမလည်းငါကတော့အဲဘာအလုတ်ကင်မှမလုတ်တဲ့သူဘာမှကြိုးစားခြင်းစိတ်မရှိတဲ့သူအဲဘာမှမမေ့ရမဟုတ်ဘဲနဲ့ဘောချုံနေမဲ့သူမျိုးကိုရွေးမယ်ငါငါကတော့အဲ့လိုမျိုးရွေးပြီးတော့မှငါပဲကြိုးစားပြီးလောက်ကန်ကျွေးမယ်ဆိုတဲ့စိတ်မျိုးတော့ဘယ်သူမှတော့ရှိ 妈妈好不？呃，再就假如。 အရန်ချစ်လွန်လို့ဆိုပြီးတော့မှကိုယ့်ရဲ့အိမ်တော်ဘက်ကိုအဲ့လိုအရေးချင်းနေမရှိတာကိုတည်ရနေရွေးချယ်ပြီးမှဒုက္ခရောက်နေကြတဲ့မိန်းကလေးအများကြီးပဲအဲ့တော့မြို့သူအနေနဲ့ကြတော့ဘယ်လိုရွေးချယ်လဲဆိုတော့မြို့သူကမြို့သူတန်ရုံးစင်ရှိတာလည်းဖြစ်ရမယ်တန်ရုံးစင်ရှိမှလည်းဒီလူနဲ့တတ်တလုံးကြီးအိယာတစ်ခုရဲ့ပုံမှာအတူတူနေပြီးတော့ဒီလူမျက်နှာကြီးကိုတတ်တလုံးကြည့်ပြီးတော့နေသွားမှာလေကိုတန်ရုံးစင်မရှိတဲ့သူကိုမချင်းမနစ်တတ်တဲ့သူဆိုလို့ရှိရင်ဒီအိယာတစ်ခုရဲ့ပုံမှာမြို့သူတို့ရေရှိဘွားခီးတစ်ခုလုံးဘယ်လိုအတူတူသွားမလဲနော်အဲ့တော့ချစ်လဲချစ်ရပါမယ်ပြီးရင်နောက်တစ်ခုကဘာလဲ ယ်ဆိုတော့အုံနောက်နဲ့လည်းဆုံးဖြတ်ရပါတယ်ချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့နှလုံးသားကိုဦးစားပေးပြီးတော့မှလုံးဝမအရွယ်မဟုတ်ပါဘူးမြတ်တော်အသက်35နှစ်ရှိနေပါပြီအသက်35နှစ်မှာငါချစ်လုံးလို့ငါပဲရှာကြွေးမယ်ဆိုတဲ့ဟာမျိုးကြီးလည်းမြတ်တော်ကအစဉ်းစားမယ်ဆိုလို့ရှိရင်မြတ်တော်ကကိုတက်ရောက်တဲ့အထက်ကို့မှာတခြားမိဘဆွေမျိုးတိုင်းဝမ်းနေရှိမယ်အဲ့တော့ဒီလူတွေအကုန်လုံးကိုကိုပြန်ပြီးဝေမျှဝေမျှခြင်းနဲ့ အဲဒီကိုပြန်ပြီးထောက်ပံ့ပေး channel ကိုကိုရန်အောင်အစင်မပြေတဲ့အခါကျတော့ရှင်ကိုဘသူ့ကိုသွားပြီးထောက်ပံ့ပေးနိုင်မှာလဲဟုတ်တယ်မလားအဲဒီခါကျတော့အုံနှောင်းနဲ့လည်းဆုံးဖြတ်တယ်အုံနှောင်းနဲ့ဆုံးဖြတ်ပြီးတဲ့ခါကျတော့ပတ်စံရှိဖို့ထက်ပတ်စံရှာခြင်းနဲ့စိတ်ရှိဖို့နောက်တစ်ခုကတန်မိုးထားတယ်ဆိုတဲ့နေရာမှာမြင့်သူတို့ကငွေကြေးဥစ္စာနဲ့တိုင်းတာမျိုးမဟုတ်ပါဘူး တချို့ပတ်စံရှိရကိုယ့်ပုံမှာစေတနာမရှိဘူးဆိုရဲလိုမျိုးဒါပါတော့ပတ်စံပတ်စံနင်းဘလောက်သုံးချင်လဲရော့၁၀သိန်းသုံးချင်လားရော့ယူသွား၃လိုက်ဆိုရဲလိုမျိုးထက်ကိုကိုကိုဘာလိုအပ်နေတာလဲကိုဘာလေးလိုချင်တာလဲကိုမပြောဘဲနဲ့တော့ లై တတိလိုက်ပြီးတော့လုတ်ပေးတယ်ဆိုတော့အဲ့ဒါတန်မိုးထားတာပါအဲ့တော့တန်မိုးဆိုရဲအဲတမတ်ချက်တွေပတ်စံတစ်ခုထဲနဲ့တိုင်းတာလို့မရပါဘူးဒီလူတယောက်ရဲ့ကိုယ့်ပုံမှာထားတဲ့စေတနာမြင့်တာရဲ့အားလုံးပါပါတယ်နော်အဲ့တော့လူတွေကပြောကြရပါတည်မလားပတ်စံမချမ်းသာရွေးချယ်ပါမလားကိုကိုဆိုရင်ရော ကိုကိုကိုပြန်မေးကြည့်ကိုဆိုရင်ရောပတ်စံရှိမယ်ကိုကိုချစ်မယ်ကျင်နာမယ်ယူရမယ်ဆိုရင်ယူမလားဒါမှမဟုတ်လို့ရှင်ရတယ်ပတ်စံလည်းမရှာအောင်ငွေလည်းမရှာအောင်မိမောက်လည်းနှိပ်စက်နေမယ်ရိုက်ပုတ်နေမယ်ပြန်ပတ်စံကိုပဲရှာဆိုရင်ရွေးမလားကိုကိုကိုပဲပြန်မေးကြည့်ကိုဆိုလို့ရှင်ရော ကိုယ်တံမိုးထားပြီးချစ်တဲ့သူကတံမိုးလဲထားတယ်ငွေလဲရှိတယ်ဆိုရင်ဘသူမဆိုထိုက်ကြရပဲမလားလူပဲလေလူဖြစ်တဲ့အတွက်ကြောင့်မလို့လူသဘောနဲ့ပဲတွေ့လူဟာအတားရှိတယ်လူဟာလူချင်းလောဘရှိတယ်အဲ့တော့မြတ်သူတို့လည်းလူတွေကလူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်မှာအတားရရှိတယ်လောဘရရှိတယ်ဒါပေမဲ့ဘတော်မှမတော်လောဘဖြစ်အောင်မနေဘူးအဲ့အတွက်ကြောင့်မလို့သူများရဲ့ဖြစ်စည်းဘယ်လိုပြောမလဲသူများရဲ့ဘဝတွေကိုဖြစ်စည်းပြီးတော့မတီးဆောက်ဘူးမြတ်သူတို့ အဲတွေ့ကြစုံရတဲ့အချိန်မှာတယောက်နဲ့တယောက်မြစ်တာရှိတယ်အဲ့ဒီအပြင်ဟိုမှာသူလည်းစူးစမ်းခြင်းစေရှိတယ်ကိုလည်းစူးစမ်းခြင်းစေရှိတယ်အခုဆိုလို့ရှိရင်မြစ်သူရင်နာဆိုင်လုပ်ငန်းလုပ်တယ်မြစ်သူအနေနဲ့ဆိုလို့ရှိရင်တိမ်မောင်းတောင်းချီပြီးမြစ်သူမရင်နာမြစ်သူမလုံနာဒါပေမဲ့မြစ်သူရဲ့အမျိုးသားမြစ်သူထောက်ပံ့ပေးရယ် support လုပ်ပေးတယ်အဲ့တော့ကိုဆိုရင်အဲ့လိုထောက်ပံ့ပြီး support လုပ်ပေးပြီးကိုကိုချစ်တဲ့သူကိုယူမလားဒါမှမဟုတ်လို့ရှိရင်အဲလမ်းဘေးကနေပြီးတော့မှဘာမှပတ်စံမရှာခြင်းနဲ့လူယူမလားကိုကိုကိုပဲအရင်မေးကြည့်လိုက်ဖြစ်တတ်တဲ့သဘောဆိုတာမြစ်သူအနေထားကြတော့လေမြစ်သူဒီ အဲနမကြီးမင်းသမီးမဟုတ်ပေမဲ့နေရာတစ်ခုမှာရှိနေတဲ့အမျိုးသမီးတရားဖြစ်တဲ့အတွက်ကြောင့်မလို့လူတယောက်မှာသူ့ဖုံးသူ့ကံဆိုတာရှိတယ်။မြို့သူရဲ့ဖုံးကံကမြင်မာနေတဲ့တတိသမီးကြီးမဟုတ်ပေမဲ့အနေထားလေးတစ်ခုမှာရှိနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘဝမှာဒီလိုနေရဆိုတာကလူဆိုတာကဘယ်လိုပြောရမလဲမြို့သူပြောရှင်းတဲ့ဘဝကကိုနဲ့တင့်တော်လို့ရလာတဲ့ကိုရဲ့ဘဝကိုတန်မိုးထားပြီးတော့နေတတ်ရမယ်ဆိုတာမျိုးပေါ့နော်။အဲ့တော့ကိုကိုကိုအောက်ကိုခုံစင်းချပြီးတော့ အဲကိုဘဝကြီးနိုင်ကြသွားအောင်ဒီမြတ်တော်ကတော့မနေချင်ဘူးရှင့်မနေချင်တဲ့အတွက်ကြောင့်မလို့လေရီစားရီထဲလဲထားပြီးတော့မှလိုက်ပြီးရွေးချယ်ခဲ့ခြင်းမျိုးလည်းမရှိဘူးဘဝမှာအဲတတ်တတ်မတ်မတ်နဲ့အဲထားခဲ့ဘူးတဲ့သူရှိတယ်ရွေးချယ်ခဲ့ဘူးတဲ့အခုအရွေးချယ်ခဲ့တဲ့အိမ်အောင်နဲ့ပဲနှစ်နှစ်ကျော်နေပေါ့နော်ဆက်ပြီးတော့လဲကြိုးစားပြီးတော့လဲဒီတိုင်းနေသွားမှာမြို့သူပြောတဲ့စကားရဲထဲမှာမှားသွားတာတွေလွန်သွားတယ်ရှိရင်လဲတောင်းမှန်တယ်ဒါပေမဲ့ကိုကိုကိုနဲ့ပဲတွေ့ကိုဆိုလို့ရှိရင်ရောကိုကိုတန်မိုးထားပြီးတော့မှာ ပတ်စံရှိပြီးတော့တံမိုးထားတဲ့သူရွေးမလားဒါမှမဟုတ်လို့ဗဇက်ကတံမိုးထားတယ်ပဲပြောပြီးတော့မှကိုဘွားကိုဆွဲချတဲ့သူရွေးမလားကိုဘကိုပဲစဉ်းစားကြည့်နော်